ဒီကနေ့သာမဏေကျော်ဓမ္မစည်းရဘိပိရိကတရအရှင်ပညာသာမီလင်္ကာရရဲ့ပူဇော်ပွဲမှာပဋ္ဌာန်းအလင်းရောင်ဆရာတော်ဖရာရန်ဝန်တိုင်းဥက္ကရာဆရာတော်ဖရာတိပိရိကမဟာကန္နယုံဆရာတော်ဖရာဘုန်းကြီးဥညာနေတရဘုန်းကြီးဥဝေရောစနဘုန်းကြီးဥပညာ ဝန္တာလင်္ကာရစသည်ဖြင့်သာသနာတော်ကို အဖက်ဖက်ကလှုပ်ဆောင်ကြိုးစားနေတဲ့ဆရာတော်တွေကိုဒီနေ့ဖူးမြော်ရတာအလွန်အင်မတန်မှကုသိုလ်ဖြစ်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်အဲ့တော့ဖုံဖုံနေနဲ့ဒီပူဇော်ပွဲကိုအချောင်းပြူပြီးတော့တို့တက္ကရာကမတွေကိုဩဝါဒ7မိနစ်ခန့် ပြောပြခြင်းပါတယ်ဘမုန်းတို့ဒီပိဋကတ်၃ပုံကိုစကြက်တဲ့အခါမှာပထမဦးဆုံးဝိနည်းပိဋကတ်ကိုကြက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ဩဝါဒကစာမျက်နှာအစနားလောက်မှာပဲဘုံဘုံတို့တွေ့ရတယ်။ဘာလဲဆိုတော့ မௌတာဟံတပ္ပပါတိဟိရေဒိဗ္ဗာရေစမာနုတာစသည်ဖြင့်သာသနာပြုဩဟာရအဲ့တော့ဘာဆိုလိုတာလဲဆိုတော့ဧကရတောဝိမု ക്തി ရတော သာသနာရောပိဋကသုံးပုံဆိုတာဒုရဓမ္မတိဘုံဘုံတို့ဒုရဓမ္မတိကိုဘာအယတာပြီးလဲဆိုတော့ လွတ်မြောက်ရေးအရာသာတဲ့။ဘာရတာတဲ့လဲ။အဲ့ဒီလိုမြတ်စွာဘုရားကဆုံးမတယ်။ဆုံးမတဲ့အခါကျတော့ဗမုံတို့ပထမဦးဆုံးဝီနီပိတကတ်တော်မှာဗမုံတို့တို့ကို ကာယကံတွေဝစီကံတွေလွတ်မြောက်အောင်ထိမ့်သိမ့်နိုင်အောင်မြတ်စွာဘုရားကဗမုံတို့ကို ဆုံးမတယ်။ အဲ့ဒီကာယကံလွန်ကျူးမှုဝစီကံလွန်ကျူးမှုတွေကိုထိမ့်သိမ့်ပြီးတော့မှ ဆောင်းဆောင်မှသာယနေ့ဒုရဓမ္မဒီရှိမှပူဇော်နေတဲ့အရှင်ပညာတာမီလင်္ကာရဒီလိုပုဂ္ဂိုလ်ဒူးတွေမျိုးကိုဒုရဓမ္မဒီဖူးမြော်နေရတာဖြစ်ပါတယ်ဒါကြောင့်မလို့ပထမဦးဆုံးဝိနည်းပိဋကတ်တော်အနေနဲ့ ကာယကံလွန်ကျူးမှုဝစီကံလွန်ကျူးမှုတွေကိုလွတ်မြောက်အောင်အားထုတ်ပြီးတော့ကြိုးစားခဲ့တဲ့ဒါဘုံမုံတို့လွတ်မြောက်ရေးအရာတာကိုအတီးတီးရရှိနေတာဖြစ်ပါတယ်ပြီးတော့ဒီအခုပူဇော်ပွဲမှာ နောက်ဆုံးအောင်ထားတဲ့ပိဋကကတုတ်တံပိဋကဗာပိဋကတယ်လေတုတ်တံပိဋကမှာကြတော့မြတ်စွာဘုရားကဘလို့ဟောလဲ ဒုရမတိမြတ်စွာဘုရားကအခုဥပညာတမိအာဂုံဆောင်တဲ့စာရီထဲမှာဘလို့ပါလဲဆိုတော့တတောဝအတ္တဒိတ်တာမိတတောဝပတ္တဒိတ်တာမိဖမုံးတို့ဒုရမတိမှာအသက်ရှင်ဖို့အတွက်အသက်တည်ရှုမနေရဘူးလားရှုနေရအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားက အသက်ရှူနေတာကိုတတိလက်လွတ်နေတယ်ဆိုရင်ငါအသက်ရှူနေတာလို့မဆွဲလမ်းဘူးလားဆွဲလမ်းအဲ့တော့တတော်ဝတတိကတ်လိုက်တဲ့ခါကျတော့ဒုရဟမတီအသက်ရှူနေတာဒီအသက်ရှင်ဖို့ရှူနေတာလွဲ့လို့သူငါယောက်ျားမိန်းမပါရလားပါဘူး အဲ့တော့တတိနဲ့စောင့်ကြည့်လိုက်တဲ့အသက်ရှူမှုဒီအသက်ရှင်ဖို့အရာ ရှူနေတာလွဲလို့ငါလည်းမပါသူ့လည်းမပါဒုရမတိမလွတ်မြောက်ဘူးလားလွတ်မြောက်တယ်နတ်စွာဘုရားရဲ့ပိဋကတ်တရားအကုန်လုံးဘာအရာသာလဲလွတ်မြောက်ခြင်းအရာသာတခါအခုပိဋကတ်နှစ်ပုံအောင်ပြီးရင်ဥပညာတာမိက၃ပုံမြောက်အဘိဓမ္မာကိုကျက်ရမှာ နံပါတ်3ပိဋကကအဘိဓမ္မာပိဋကပါတယ်လေအဘိဓမ္မာပိဋကကို ကြည့်တဲ့အခါကျတော့ဘုံဘုတို့နိုင်ငံတကာကထေရဝါဒဗုဒ္ဓဘာသာတွေကအဘိဓမ္မာပိဋကဖျားဟောမဟုတ်ဘူးဒီလိုဘာကြောင့်လဲဘယ်နှမဟောတယ်ဧကန်တမယံဘဂဝါတာဝတိယံဝိဟရတိတာဝတိမှာနေလို့ဟောတယ်ဘယ်နှမနေလို့ဟောတယ်လို့မပါတဲ့အခါကျတော့ဖျားဟောမဟုတ်ဘူးဆိုပြီးတော့ခက်ခဲလွန်းတဲ့အခါကျတော့ သူတို့ကဘာလုပ်ချင်တော့ပယ်ချင်တယ်သူတို့ကပိဋကကိုဘယ်နှပုံပဲယူချင်တာလဲနှစ်ပုံပဲယူချင်ဒါပေမဲ့လို့ဒုရဏမကြီးဖုံဖုံနည်းနည်းလေးရွတ်ပြမယ်ဖះဟောစစ်စစ်ဖြစ်တယ်ဆိုတာကိုဘလို့လဲဥပမာအဖျင်ပထမဦးဆုံးဖုံဖုံတို့ပဋ္ဌာန်းစာမျက်နှာမှာရွတ်ပြီဆိုရင်ရူပယတနံပါတယ်လို့သက္ခုဝိညာဏဓာတုယာတန်တန်တံပြုတ်တကနင်းစဓမ္မနံ အာရမနာပစ္စည်းနာပစ္စယောမပါဘူးလားအဲ့တော့ဘုံဘုံတို့ရဲ့ခန္ဓာကိုယ်မှာဒုရဓမ္မတို့ရဲ့ခန္ဓာကိုယ်မှာသူငါ့ကိုယောက်ချားမဟုတ်ဘူးရှိဘဝကလူပြည်ကိုရောက်ဖို့ရာအတွက်ကုသိုလ်ကောင်းမှုလုပ်လိုက်ရင်လူရဲ့ဘာလို့ဘာရလာမှာလဲမြက်လုံးရလာတယ်မရလာဘူးလားမြက်လုံးရလာတယ်ဆိုရင်မြက်လုံးကငါးမြက်လုံးလည်းမဟုတ်ဘူးသူ့မြက်လုံးလည်းမဟုတ်ဘူးမြက်လုံးမပြက်ဘူး အလန်းရောင်လည်းရှိမယ်ရှုစရာအယုတ်လည်းရှိမယ်ဆိုရင်ဒီမှာလာမထင်ဘူးလားအဲ့တော့မျက်လုံးတည်လည်းပဲငါမဟုတ်ဘူးလာထန်တဲ့အရက်ကလည်းငါမဟုတ်ဘာကြောင့်လဲထင်ချင်တိုင်းထင်တာမဟုတ်ဘူးမျက်လုံးလည်းကောင်းမှဂျားထက်ကဘာလည်းရှိမှာတော့အလန်းလည်းရှိမှာအလန်းမပါပဲနဲ့အယုတ်တွေမြင်ရပါမလားမမြင်ရအဲ့လိုဆိုတဲ့ခါကျတော့ဖုံဖုံတို့အဘိဓမ္မာပိဋကကို ရောက်တော့လဲပဲ အာလုံးသည်ဘာတွေပဲလှုပ်ရှားနေလဲဆိုတော့အာယုန်နဲ့အာရမဏိကဗါတယ်လေအာယုန်နဲ့အာရမဏိကဒါတွေပဲအဲ့လိုဆိုတဲ့ခါကျတော့ဘုံဘုံတို့ပရိသတ်သမုပ္ပတ်နီးနဲ့ပြောရင်လည်းပဲဘုံဘုံတို့မျက်လုံးဆိုတာဝိပါကရှိဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့လူမျက်လုံးကိုရတာအဲ့ဝိပါကတွေဒကာဒကမတို့မှလည်းအသီးသီးပါတယ်တော့ဝိပါကတွေအဲ့တော့ဘသူကဝန်ရှုပ်သွားတာလဲဆိုတော့ ဝိပါကမှာအရိတ်လာထင်တာကအရိတ်ထင်တာပဲဒါပေမဲ့လို့ဖုံဖုံတို့ရှိရှိဘဝကလေးကတဲဆောင်လာတဲ့အမှန်မမြန်တဲ့အနုတရတွေမရှိဘူးလားရှိတဲ့ခါကျတော့အနုတရကကြားဖြတ်ပြီးတော့မှဝင်ပြီးတော့မှဝင်ဆွက်ဖက်ပြီးတော့ယူပါယုံကိုမြင်တာလို့မသိတော့ဘဲနဲ့ဘာတွေမြင်လဲဆိုတော့ယောက်ျားမြင်တာမိန်းမမြင်တာမရှုပ်ကုန်ဘူးလားရှုပ်ကုန်ရှုပ်ကုန်တဲ့ခါကျတော့ဘာနဲ့ဝေးွားလဲလွတ်မြောက်တဲ့နိဗ္ဗာန်နဲ့ဝေးွား ဒါကြောင့်မို့လို့ဖုံဖုံတို့ရဲ့မြတ်စွာဘုရားရဲ့ပိဋကသုံးပုံသည်ဖုံဖုံတို့တုတဆိုတဲ့နာကြားတဲ့အဆက်မှာလည်းပဲလွံ့မြောက်တယ်စိန်တာဆိုတဲ့ကြံစီတွေးတောတဲ့အချိန်မှာလည်းဘာဖြစ်တော့လွံ့မြောက်တယ်ဘာဝနာဆိုတဲ့ကိုယ်တိုင်လက်တွေ့ပွားရတော့ပို့ပြီးတော့မလွံ့မြောက်ဘူးလားလွံ့မြောက်တယ်ပြီးတော့ပရိယတ်တိအာဂုံဆောင်တဲ့အချိန်မှာလည်းပဲဘာဖြစ်တော့လွံ့မြောက်တယ်ပฏิပတ်တိ ကျင့်ပြီဆိုရင်လည်းဘာဖြစ်တော့လွံ့မြောက်တယ်ပฏิဝေဒထိုးထွန်းတည်သွားပြီဆိုရင်တော့ပို့ပြီးတော့လွံ့မြောက်သွားအဲ့တော့ဘယ်အချိန်မှာပဲဖြစ်ဖြစ်ပိဋကသုံးပုံသည်ဖုံဖုံတို့ဒါရမတိအာလုံးကိုဘာပေးတယ်မို့လွံ့မြောက်ရေးဘာကြောင့်လဲဒုရမတိတနေ့တနေ့မှာတောကပရိဒေဝအိုမှုနာမှုဒါနဲ့ပဲမရှုပ်နေဘူးလားရှုပ်နေတာဟုတ်လားအချိန်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းတောကတွေဝင်မနေဘူးလားတောကတွေကြောင်းချရတယ်ဒါတွေပဲ အဲ့တော့ဘလောက်ပဲချမ်းသာကြွယ်ဝတယ်ပြောပြောရုပ်ထုတွေပစ္စည်းတွေရှိတယ်ပဲပြောပြောဒီတော့ကတွေဒါကြောင့်မြတ်စွာဘုရားကဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒွမနတုပ္ပယတတာတံဘဝံဒီလောကီအတိုင်းသွားလို့ကတော့ဘယ်တော့မှမလို့မြောက်ဘူးအိုနာတိဆက်တိုက်လာမှာပဲတောကတွေပူပန်မှုတွေငိုကြွေးမှုတွေလာနေအောင်မှာပဲဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ပိဋကသုံးပုံကို အရှင်ပညာသာမီလင်္ကာရကနှစ်ပုံမြောက်တီအာကုန်ဆောင်လာပါပြီရှေ့ဆက်ပြီးတော့လည်းပဲသုံးပုံမြောက်တီဆောင်ပြီးတော့မှအရှင်မြတ်ကမိမိရဲ့စိတ်နှလုံးကိုလည်းပဲပိဋကသုံးပုံအကူအညီနဲ့လွတ်မြောက်အောင်ကြိုးစားပြီးတော့ဒုရဒရမတွေကိုလည်းပဲပို၍ပို၍လွတ်မြောက်အောင်ဆရာတော်ကဆက်လက်ပြီးတော့မှခေါ်ပြနိုင်ပါစေဘုန်းဘုန်းတို့တိုင်းပြည်နဲ့သာသနာတော်ကြီးအတွက်ဆရာတော်ဒီပို၍ပို၍ကျယ်ပြန့်အောင်ဦးစံလေးဒီအလုံးလုံးနိုင်ပါစေလို့ဘုန်းဘုန်းတို့ ဆုတောင်းပေးရတဲ့ဘုံဘုံရဲ့ဩဝါဒတရားစကားကိုဏိဂုံးကံပတ်အဆုံးသတ်ပါတယ်